တရုတ်ဆောင်ရည်ရည်ပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တဝင်းကိုလွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းကတည်ဆုံနေတယ်လို့ပြောခဲ့သူဟာသူမရင်းပြောဆိုခဲ့မိတာဖြစ်ကြောင်းပြန်လည်ဝင်ချတောင်းဝန်လာခဲ့။မင်္ဂလာပါပရိသတ်ကြီးရှင်။ဇပုဇယံဝါရင်တရုတ်ဆောင်တယောက်လည်းဖြစ်တယ်လို့တရုတ်ဆောင်ရည်ရည်ပွင့်ဖြူရဲ့မိခင်လည်းဖြစ်တဲ့ဇပုတရုတ်ဆောင်ဒေါခင်တဝင်းဟာပြီးခဲ့တဲ့မေလ24ရက်နေ့မနက်10:00နာရီဝန်းကျင်မှာကွယ်လွန်သွားတယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေညနေပိုင်းမှာအတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တွင်မှပဲရည်ရည်ပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းဟာတိုက်ခမ်းမှတယောက်တည်းနေထိုင်သူဖြစ်ပြီးသေဆုံးနေတာကိုမိသားစုဝင်တွေကမသိရှိပဲအခန်းထဲကအနမ်းထွက်လာမှပဝင်းကျင်ကတီးပြီးတော့ဒေါခင်တန်ဝင်းရဲ့ရုပ်အလောင်းကိုတည်ယူသွားရတာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့တိုက်ခမ်းအနီးမှာနေထိုင်သူအမျိုးသမီးကသူမရဲ့ကိုယ်ပိုင်အကောင့်ကနေပြောကြားလိုက်တာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့တရုတ်ဆောင်ရီရီပွင့်ပြူရဲ့မိခင်ဒေါခင်တန်ဝင်းတေဆုံမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းကတည်တယ်လို့ယူဆပြီးအနမ်းထွက်တယ်ဘာညာလို့ပြောခဲ့မိတဲ့သူကသူမရင်းပြောဆိုခဲ့မိတာသာဖြစ်ကြောင်းတောင်းပန်ခဲ့တာလည်းဖြစ်ပါတယ်။အမေတော်ခင်တန်ဝင်းနဲ့တလန်းနေနေသူအမကတင်ထားတာကိုကြည်ပြီးလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှအနမ်းထွက်တယ်ဘာညာနဲ့ခံမှန်းပြောခဲ့မိကြောင်းနောက်ပိုင်းအဆိုပါအမကပြန်ဖြတ်သွားတဲ့အတွက်သူ့ကိုမေးကြည့်တော့မတိကြပဲတင်ပြီလို့ပြန်ဖြတ်လိုက်တာလို့သိလိုက်ရကြောင်း အဲ့ဒီအခါမှာသူလဲမှားပြီဆိုတာတည်တည်ချင်းသူ့ရဲ့ဗီဒီယိုကိုဖျက်လိုက်ပါကြောင်းဆိုပြီးပြောခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဒေါခင်တန်ဝင်းတေဆုံမှုနဲ့ပတ်သက်ပြီးစိန်ဖြိုးလိုက်ကိုဆက်သွယ်ပြီးမေးမြန်းခဲ့တဲ့အခါမှာတော့အန်တီဒေါခင်တန်ဝင်းဟာမေလ24ရက်နေ့မနက်အစောမှာဆုံးလာလို့သိလိုက်ရပြီးသူမှားရင်းပြောမိတာတွေအတွက်စိန်ဖြိုးလိုက်ကိုတောင်းပန်ခဲ့ပါကြောင်းပြောပြထားတာပဲဖြစ်ပါတယ်။သူကအခုဆိုရင်လဲစိန်ဖြိုးလိုက်နဲ့ရည်ရည်ပွင့်ဖြူကုန် သူ့ရဲ့အမအတွက်တောင်းပန်ကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတစင်တရားဝင်ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။